အခုလောဆိုပြေသစင်ပေါ်စီမဆောင်မဲမေဟုတ်ရန်နာအတင်ကလို့အပြောခံနေရတဲ့ထထထုံပရိသတ်များအလုံးမဲမင်္ဂလာပါရှင်ထထထုံကသွက်လက်တလုံးအပြုံတွေကလည်းပုံပွင့်လင်းလင်းချပြတတ်ကပေါ်ပါအောင်နေထိုင်တတ်တာပါဒါအပြင်အနုပညာလောကမှာဆိုလဲလူတိုင်းနဲ့တဲအောင်နေတာပါသူနဲ့ခင်မီဆိုလဲအနီးကဆုံးမှသာနေထိုင်တတ်တာပါဒီလိုအပြုံတွေကြောင့်မဲလက်တလုံးမှာထထထုံကဟေဝင်ရန်နဲ့ပတ်သက်ပြီးအယံကိုပြောဆိုခံနေရတာပါ ဟေဝီယန်နဲ့စင်ရွှေရတနာအယောင်ဆိုင်ဝင်းမှာဆုံခဲ့ရတဲ့ဗီဒီယိုလေးတစ်ပုဒ်ကလူပြောများနေတာပါအဆိုပါဗီဒီယိုမှာဆင်မောင်မတက်ခင်ဟေဝီယန်နဲ့အတူထထထုံးကဆိုဖာမှာထိုင်နေခဲ့ပါတယ်ဆိုဖာပေါ်မှာထိုင်နေရင်နှစ်ယောက်အတူဓပုံရရတာဖြစ်သလိုတတော်ပါရိုက်နေရတာပါရိုက်နေရတဲ့အချိန်မှာထထထုံးကဟေဝီယန်နဲ့အရန်ကိုယဉ်နေတဲ့အပြုံမှုတစ်ချို့ဖြစ်နေခဲ့ပါတယ်တတော်ရရမှာမို့ထထထုံးကဟေဝီယန်ရဲ့ပေါင်မော်လက်ကိုတင်ထားခဲ့တာဖြစ်ပါတယ် ဟင်းဝင်ရံရဲ့ပန်းကိုလက်နှစ်ဖက်လုံးနဲ့ကင်ထားတဲ့အတွက်လူပြောများသွားခဲ့တာဖြစ်ပါတယ်။ဟင်းဝင်ရံရဲ့ပန်းကိုကင်စရာမလိုပါဘူးဆိုပြီးပြောသူတွေလည်းရှိလာခဲ့တာဖြစ်ပါတယ်။ဒါအပြင်တထထုံရဲ့အပြူမော်တွေကပေါ်လွန်နေတယ်လို့ဆိုနေတာပါ။လက်ရှိမှာဟင်းဝင်ရံနဲ့ဆိုပြီးသစင်တို့ကလည်းစိတ်ဆက်ထားပြီးမို့စီမဆောင်ပြီးတာဆိုပြီးအပြစ်မျိုးစုံတင်ခံနေရတာဖြစ်ပါတယ်။တကယ်တော့လူတွေကအထင်လွင်နေကြတာဖြစ်ပါတယ်။အဆိုပါဗီဒီယိုကလက်တလုံးမှာပွဲတက်ထားတဲ့ဗီဒီယိုမဟုတ်ပါဘူး။ စင်ရွှေရတနာဆိုင်ဘက်ကနေအမတ်တရအနေနဲ့အရင်လာပိုင်းကပွဲတက်တာကိုပြန်တင်တာပါအခုလက်တလုံးမဟုတ်တဲ့အတွက်အဲ့ဒီအချိန်တုန်းကဆိုပြည်သင်းနဲ့ဟင်ဝီယန်တို့ချက်သူဆိုတာထထထုံအနေနဲ့ဒီမှာမဟုတ်ပါဘူးသူတို့နှစ်ယောက်တွဲနေတာကိုလူအများကမယိမ်းမိတဲ့အထိပြပြနေခဲ့ကြတာကြောင့်ပါချက်သူကောင်မလေးက official ချမပြထားတဲ့အချိန်မှာတက်ရတဲ့ပွဲမို့ထထထုံကလှလတ်စွာနဲ့ပြုံမနေထိုင်ခဲ့တာဖြစ်ပါတယ်တကယ်လို့အခုလက်ရှိသားဆိုရင် ူအနေနဲ့လည်းမကြခင်လက်ထပ်တော်မယ့်အမျိုးသားပေါ်မှာတပတ်အမျိုးသမီးစေးပူရအောင်ပြုမှုနေထိုင်မှာမဟုတ်ပါဘူး။တတထုံကအလုံးလုံးတဲ့အချိန်မှာကမ်မစထရီမရောက်တာနေထိုင်ခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့လည်းအခုချိန်မှာလူရည်ရဲ့အထင်မြင်ကလွဲစရာဖြစ်သွားရတာပါ။တတထုံကဟိဝရန်ကောမှမဟုတ်ဘဲသူနဲ့တွေ့ရတဲ့အမင်းသားတိုင်းနဲ့ယင်းနီအောင်နေတက်သူပါ။ဒါမှလည်းအများအမြင်မှလုပ်ယူထားတာမျိုးမဟုတ်ဘဲတကယ်စုံလွှဲနေတူအောင်ဖြစ်ပါတယ်။တချို့ကလည်းတတထုံကို လိုရာထပ်ပူအောင်လုပ်ယူနေတယ်လို့အပြစ်တင်ကြတာရှိပါတယ်။တကယ်တော့သူမကပူအောင်လုပ်တာမဟုတ်ပဲဖော်ရည်အောင်ဆက်ဆံတတ်တာဖြစ်ပါတယ်။ဒီလိုအဖြစ်တွေကိုကြည့်ပြီးမင်းသားမင်းသမီးတွေရဲ့အိမ်တော်ကြီးကနားလည်မှုအပြည့်ရှိမှရမှာလို့ပြောဆိုနေကြတာပါ။မင်းသားကိုယူထားတဲ့ဇနီးဆိုလေအတော်လေးကိုနားလည်ပေးနိုင်မှရတာပါ။ရုပ်ရှင်ရရင်တွဲသွားတွဲလာလုပ်နေရတာကိုလည်းနားလဲပေးနိုင်မှသာအဆင်ပြေမှာဖြစ်ပါတယ်။တချို့ကတော့ဘလို့မှနားမလဲပေးနိုင်တဲ့အတွက်နောက်ဆုံးမှအိမ်တော်ရေးကိုအဆုံးသတ်လိုက်ရတာဖြစ်ပါတယ်။ ဟေးဝီယန်ရဲ့ဆိုဗီယက်သင်းတို့ကတယောက်နဲ့တယောက်နားလည်မှုနဲ့ရှေးဆန်နေကြတာဖြစ်ပါတယ်။ချစ်သူတပ်တန်း6နှစ်ပြည့်တဲ့အထိတယောက်နဲ့တယောက်အကြီးကျယ်ရင်ဖြစ်တဲ့ဆိုရလည်းမရှိပါဘူး။တယောက်နဲ့တယောက်နားလည်ကြကစိတ်ကောက်တာတော့သိမကြဘူးလို့သိရပါတယ်။အနေထိုင်ကလည်းအေးတာမို့ပြဿနာဖြစ်စရာတော့မရှိတော့ပါဘူး။ဒါအပြင်ဟေးဝီယန်ကလည်းဆိုဗီယက်သင်းကိုအရန်ချစ်ကအလိုလိုက်ထားတယ်လို့သိရပါတယ်။ဟေးဝီယန်ရဲ့ဆိုဗီယက်သင်းတို့ရဲ့အိမ်ောင်ကြီးကနားလည်မှုတွေနဲ့ရေရှည်လက်တွဲကြမယ်လို့ထင်လားဆိုတာခံမှန်းမေးကြပါအောင်ရှင်။